โอเคကျွန်တော်တောင်းကိုရောက်ရှိပါပြီ။လာဟုတ်ကျွန်တော်တို့တောင်းနေတယ်ဖြစ်ပါတယ်။ဆိုတော့ message တိုင်းကြားလို့ဖြစ်ဆိုင်ရှိတော့ ပူဇာစင်စကန်ဆိုရင်တာကရမျိုးကနေ10မိုင်กว่าဝေးပြီးတော့အာအမြန်လန်းကနေ183ဝန်းနေဆိုရင်သူက4မိုင်ဝင်ရမှာဖြစ်ပါတယ်နောက်ဘက်ကဟိုရင်ပူဇာစင်စကန်မှာကျွန်တော်လိုက်ပြပါအောင်မယ်စင်စကန်ကရောင်းအေးချမ်းပြီးတော့လာရောက်လေပတ်ဖို့အတွက်အသင့်တော်ပါတယ်စင်လေးတို့အစာကျွေးနေမိမိရဲ့အားလျက်တွေမှာ ကုသိုလ်တရားတွေပွားများဖို့အစီအပန်းဖြီဖို့အတွက်အကောင်းဆုံးနေရာကတော့ဖို့ကျဆင်စခန်းပြောလို့ရပါတယ်။ဖို့ကျဆင်စခန်းကကျွန်တော်တို့စင်စည်းမဲ့အချိန်ကသူကတတ်မှတ်ထားရပြ။ပူပြင်းတဲ့ရာသီပေါ့။ပူပြင်းတဲ့ရာသီတော့ကနွေရာသီပေါ့။ဒါပေမဲ့ကျွန်တော်တို့အခုကဆောင်းရာသီရောက်နေတယ်ဆိုတော့ကျွန်တော်တို့ကအာနည်းနည်းရှိနေတဲ့7နာရီနည်းနည်းကြော်သွားပါတော့နော်။7နာရီအဲမထိုးခင်လေးဖြစ်သွားတယ်ဒါပေမဲ့စီးလို့ရပါတော့နော်။စီးလို့ရတယ်။ ညနေ3:00နဲ့9:00ပေါ့เนาะအဲ့အချိန်မှာစီးလို့ရတယ်။အဲအဲ့ထက်နောက်ကျသွားရင် သူကဆင်းရအနာယူမဲ့အချိန်ဖြစ်တာပေါ့เนาะ။အဲ့ချိန်မှာတော့စီးလို့မရပါဘူး။တော့ပူဂျက်စကန်ဟာဒီကိုဗစ်ကာလအလုံးမှာပိတ်ထားဆိုရင်နှစ်နှစ်ကျော်ရှိသွားပါပြီ။အခုမှပြန်လေ။ဖွင့်လက်တဲ့ဖွင့်လက်စတဲ့နော်မဲ့အနေထားဖြစ်ပါလေ။ဒါကတော့ပူဂျာစင်စခန်းရဲ့အဝင်မဟုတ်ဖြစ်ပါတယ်။ပူဂျာစင်ရဲ့အဝင်မဟုတ်ဖြစ်ပါတယ်ဒီနေရာမှာဆိုရင် အဲဒုံပီးနေနဲ့နိုင်ငံခြားသားဆိုရင်ဒီမှာချက်ဝင်တထောင်စင်စီကနေနဲ့တထောင်ကောက်ပြီးတော့ကျွန်တော်တို့အိမ်တစ်လုံးကိုကျွန်တော်တို့2000ငွေပေါ့နော်အိမ်တော့အိမ်ဆိုတာကဒီတစ်လုံးအိမ်တစ်ခန်းပေါ့နော်တစ်လုံးအိမ်ကသူကနှစ်ခန်းပါတယ်အဲတစ်ခန်းကို2000ငွေလုံးတယ်သူကကားဟောက်တစ်ခုလုံးခါမယ်ဆိုရင်တစ်လုံးလုံးခါမယ်ဆိုရင်9000ကျသင့်မှာဖြစ်ပါတယ်အဲတော့ဖိုးချစင်စခန်းရဲ့အဝင်ပေါက်ဖြစ်ပါတယ် နိုင်ငံသားနှုံးမှာအခုပြမှာကတော့ဒါကတော့မြန်မာတယောက်ရဲ့စတဲ့ငွေဖြစ်ပါတယ်မြန်မာငွေကျပ်တထောင်ကျတဲ့မှာဖြစ်ပါတယ်ငွေကြေးအနေနဲ့စင်စည်းကအနေနဲ့ကတော့3000ကျတဲ့မှာဖြစ်ပြီးတော့တိတ်ကိုကန်းကတော့ပြောင်းလဲခြင်းမရှိပါဘူး2000ငွေဖြစ်ပါတယ်ဟုတ်ကြဆင်ပြကံမှာဆင်ပြကံကဆင်နဲ့ပတ်သက်တဲ့အမှတ်အမှတ်တရတွေပေါ့နော်အမှတ်တရတွေရှိတဲ့နေရာဖြစ်ပါတယ် ဒါကခြင်ကဘကူရုမမှာတိထုတ်လုပ်ခဲ့ခြင်ကစင်နေဖြစ်ပါတယ်။ဒါပေမဲ့ဘကူရုမကြီးနားတဲ့အချိန်မှာတော့စင်နေကပြောရမယ်ဆိုရင်အလုတ်တွေပြုတ်သွားတဲ့ဘုံတရားကိုရောက်ရှိသွားဖြစ်ပါတယ်။ကျွန်တော်ဒီအင်္ဂလိပ်ခေတ်ထဲကနေယနေ့ထိကျွန်တော်တို့ဒီတစ်ကိုထုတ်တဲ့အခါမှာဒီဆက်ရန်တရားတွေကိုမရောက်နိုင်တဲ့နေရာတွေအဲဆက်ရန်တရားတွေတုံးရင်အခက်ခဲရှိနိုင်တဲ့နေရာတွေမှာဆိုစင်ုံတုံးတယ်ပေါ့။ဥမာတောင်ဆောင်တွေဒီ ဟိုမြေပြင်းမဟုတ်တယ်ပေါ့နော်ဒီဟိုခြုံတွေပိတ်ပိုင်းနေထူတဲ့နေရာတွေမှာဆိုရင်စင်ဟာဒီကဲတစ်ကိုဆွဲဖို့အကောင်းဆုံးတော့တကယ်ကိုဟိုအာကိုရတဲ့မြန်မာတစ်လုပ်ငန်းအတွက်ပေါ့နော်မြန်မာတစ်လုပ်ငန်းအတွက်ဟိုတစ်လုပ်ငန်းအတွက်ပေါ့အာကိုရတဲ့အာတရိတ်ဆန်တကောင်ဖြစ်ပါတယ်အာယူဇန်နေရာလေးလုပ်ပေးရပါမယ်အဲ့ကလေးဆော့ဘွာ ရန်ကိုအကျံပြီးတော့ဒီဘင်္ဂလိုလေးပေါ့နော်ဒီလာငှားပြီးနေလို့ရပါတယ်ပန်းပြေပေါ့နော်စင်စီပန်းပြေပေါ့နော်တကယ်ဘကူရမရဲ့အနှစ်သာရကိုခံစားမှဖြစ်ပါတယ်လုံးင်းကသူကဘင်္ဂလိုတလုံးမှာအခန်းနှခန်းပါရောနော် ါက2000ဝဲချက်ဖြစ်ပါတယ်။ဒါကတိနှလုံးနဲ့နှစ်ယောက်အဲ့လိုရပြီးတော့ဒီယောဂအင်တာလည်းအဆင်ပြေပါတယ်။ဘူတိုင်းအင်တာပါ။ဟုတ်ပါဘူးဘင်္ဂလိုတလုံးမှာအခန်းနှစ်ခန်းပါပြီးတော့တစ်ခန်း2000ဝယ်နေဘင်္ဂလိုတလုံးစာဆိုရင်ကျွန်တော်တို့9000ကျပ်ကျပ်တင်မှာဖြစ်ပါတယ် ာတိုင်ရုံနဲ့ဒီမီမီမို့လို့တဲ့ဆန်လေးခိုင်ပါအဲ့တော့ကျွန်တော်လာပြီးတော့ကျွန်တော်ကောင်းနေဖြစ်ပါနဲ့ဒါကတော့ဖိုးချာစင်စခန်းရဲ့ဂျိုးတရာဖြစ်ပါတယ်အောက်မှာတော့ချောင်းလေးရှိပြီးတော့ရောင်းတာရပါတယ် ရှမ်းကိုပန်းဖြည့်ပြီးတော့လုံးဝနိုင်ယူလို့ကောင်းတဲ့နေရာဖြစ်ပါတယ်ကဘင်္ဂလိုအိမ်ကြီးပါဘင်္ဂလိုအိမ်ကြီးကတက်လုံးအိမ်ကြီးဖြစ်ပြီးတော့သူကလုံးဝဟိုတဘာဝဆန်ပါတယ် ။နောက်ချက်ကဒီဘန်ဂလိုအိမ်ကြီးမှာပြည့်စင်ပြီးရတယ်။အဲပြီးတော့အဲကွန်းလည်းရတယ်လုံးဝအောင်ပါနော်။တော်ထဲမှာဆိုပေမဲ့ကျွန်တော်က facility အပြည့်ရှိပါတယ်နော်။ facility အပြည့်ရှိရယ်။ဆိုရင်ပိုကြချင်းစကမ်းမှာအမင်းစားနေတာဖြစ်ပါတယ်ကျွန်တော်စားလိုက်ပါမယ်ဆိုရင်စင်သားစီမှာဖြစ်ပါတယ်စင်ရအကြီးပါလုံးအောင်ကျွန်တော်နှစ်ရက်စာလောက်ရှိပါတယ် okay ပါဆိုရင်စင်တဲဆောင်းနိုင်တဲ့ပမာဏဟာပြည့်စေးတကောင်ရဲ့အလေးချိန်ကလောက်တကောင်ရဲ့အလေးချိန်မြင်းတကောင်ရဲ့အလေးချိန်နဲ့အလေးချိန်နဲ့ဟိုကပမာဏဖြစ်ပါတယ်စင်စီဘို့တော့တက်ပါပြီအော်ဆင်းရအဲ့လိုကြီးရအောင် ဘာလို့ညနေညဝေးနေတာဘာကဝေးလို့လဲလက်လေးကလက်လေးကိုဖဲဒီပါလေလက်လေးအထည့်တယ်လားအေးအေးเนาะဝင်နေမလို့အတင်ရရတော့ညနေညဘယ်လိုလဲလိုက်ခဲ့နော်ဟုတ်လိုက်ခဲ့ပါမယ်ဆိုတော့နောက်ဆင်ကြည့်နေကျဆင်းကမှဆင်းစီနေရပါလုံးဝလာလေဖို့လာလေပြီးတော့တကယ်ကိုအပန်းဖြေလို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်ဟိုတိတ်ဆိတ်ပြီးတော့ဗောနော်မြို့ပြရဲ့

င်ကြည့်ကြမှာရတယ်နော်။ဟာ။မီလေးမီလေးပြီးရင်လာခဲ့အောင်ပြင်ကျင်းမယ်။မီလေးစာကျင်းမယ်မီလေး။မီလေးအပြင်စာကျင်းမယ်နော်။ကျင်းမယ်ဘယ်လိုကွာ။နင်းပြပြီးရင်လိုက်ခဲ့နော်။ ူလည်းအသက်ကြီးမောသလိုစင်လည်းအသက်ကြီးမောတာဖြစ်ပါတယ်သူအဲ့ဒီလက်မှာအကျိတ်လားဟုတ်ပါအဲ့ကောင်သူကဒီမက်တော့တောင်ထောက်တော့ဟိုဒီဖူးပြည့်ဟိုအတ္တမတ္တအတ္တမတ္တဘဝမှာပထမဆုံးစင်စီးဘူးတာဖြစ်ပါတယ်စင်ကူမှာစီးဘူးတော့အသက်30မှာစင်စီးဘူးတာဖြစ်ပါတယ်ဒီကဒီကြီးတောင်းတာပါ ကိုတက်ပြီစင်တောင်တက်တာဖြစ်ပါရဲ့လုံးဝထောင်တက်တော့မေကောင်းမော့နဲ့ကောင်းမော့ပါပါ Kein Einer, Neymar. စင်နေရိုးတဲ့၄နှစ်ကြာ၄အသက်၄နှစ်မှာစပြီးတင်ပြီးရဲ့ဒီစင်တော့အသက်ဘယ်လောက်ရှိပါလဲ73နှစ်ပဲရှိ73နှစ်အရှိအစင်ညာအပေါင်း39နှစ်ဩ39နှစ် 33နှစ်သားဆင်နဲ့39နှစ်သားဆင်ကိုစီးနေရမှာဖြစ်ပါတယ်။ရှိရတွေ့ရဖိုးပြန်တော့လား။ဟုတ်ဟုတ်ပါဘူး။ဩ Oh. What's that mountain? Oh, yeah. Down, down.